ကျွန်တော်မြန်မာလူမျိုးတွေဒီအသက်ဆုံးရှုံးစေတဲ့အဓိကတရားခံတွေထဲမှာကြောက်ကရောဂါလည်းအပါဝင်ပေါ့အသက်မဆုံးရှုံးခင်မှာလည်းတတော်လေးကိုခံစားရတဲ့ဝေဒနာတစ်ခုပဲအဲ့တော့ကြောက်ကရောဂါဖြစ်ပြီဆိုရင်လူတော်တော်များများက မခံနိုင်ဘူးမောတယ် တကူလုံးကိုဖောရောင်နဲ့တွေးအားနေလဲလာတယ်ဒါမျိုးတွေကတော်တော်လေးကိုခံစားရတဲ့အထင်မှာပါတော့ဗောနော်အဲ့တော့ကျွန်တော်ဆိုရင်လည်းဒါကြောက်ကက်လူနာရင်နဲ့နှစ်ပေါင်းများစွာကြာအောင်နေပြီးတော့စိတ်ကူတမှုတွေပြီးခဲ့တာမျိုးတွေရှိရဗောနော်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုမှာတော့ကြောက်ကက်ထိခိုက်စေတဲ့အင်္ဂလိပ်စေဝါငါးမျိုးအကြောင်းကို တေချာလေးပြပြစစုံပြောပြပေးမယ်အဲ့တော့ဒီဗီဒီယိုထဲမှာပြောထားတဲ့အကြောင်းအရာတွေကဒီ2025မှာနောက်ဆုံးတွေ့ရှိထားတဲ့အချက်လက်တွေကိုမူတည်ပြီးတော့ပြောပြထားတာဖြစ်တဲ့အကြောင်းမလို့ဗီဒီယိုကိုအဆုံးအထိကြည့်စေချင်ပါတယ်ကြောက်ကက်ကကျွန်တော်ခန္ဓာကိုယ် track တော်တော်လေးကိုအရေးကြီးတဲ့ အင်္ဂါအစိပ်ပိုင်းတစ်ခုပေါ့နော်ကျွန်တော်ကြောက်ကက်မရှိရင်ကျွန်တော်လုံအောင်အသက်ရှင်လို့မရဘူးကျွန်တော်ခန္ဓာကိုယ်ထဲမှာအုံနှောင်းရှိတယ်နှလုံးရှိတယ်အဆုတ်ရှိတယ်ဒီလိုပဲကြောက်ကက်မရှိဘဲနဲ့ကျွန်တော်တို့ကအသက်ရှင်ရက်တိဖို့ကမလွယ်ဘူးပေါ့နော်ကြောက်ကက်ကပုံမှန်ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဘယ်တစ်ခုညာတစ်ခုရှိရယ်ပေါ့နော်အဲ့တော့တစ်ခါလေးချားရင်ကြားတော့ကြောက်ဘူးကြားလိမ့်မယ်ကြောက်ကက်အစားထိုးတဲ့ခါချားရင်လူပေါင်းတယောက်အနေနဲ့ဒီသူ့ရဲ့တလုံးကိုတခြားလူကိုတွားပြီးတော့လှူလို့ရတာပေါ့နော် ဖက်ရဲ့အလုတ်ကသူကပထမဆုံးအနေနဲ့ဒီတွေးထဲမှာရှိတဲ့အညက်ကြေးတွေမကောင်းတဲ့ဓာတ်ပစ္စည်းတွေကိုသူကဆွန့်ထုတ်ပေးတယ်ပေါ့နော်ဒုတိယအနေနဲ့ခါကျတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီရေဓာတ်တွေစားဓာတ်တွေဓာတ်တက်တွေကိုတွားပြီးတော့ထိန်းညှိပေးတယ်ပေါ့နော်ဒီအားတွေကိုပိုလာတွေကိုဆွန့်ထုတ်တယ်လိုလာတွေကိုပြန်ပြီးတော့စုပ်ယူတယ်ပေါ့နော်ဒီလိုမျိုးအလုတ်လုတ်ပေးတယ်တတိယအနေနဲ့ခါကျတော့ဒီကြောက်ကတ်ထဲကနေပြီးတော့တွေးပြီးအားခန္ဓာကိုယ်ထဲမှာရှိတဲ့တွေး ဖိအားပေါ့နော် pressure blood pressure ကိုထိန်းကြည့်ပေးတယ်ဟော်မုန်းတွေကိုထုတ်ပေးတယ်ပေါ့နော်နောက်ပြီးတော့ vitamin D ကိုလည်းအတက် ဖြစ်အောင်ပုံစံပြောင်းပြီးတဲ့အတွက်ကြောင့်မလို့ဒီအယိုးချမ်းမကြီးအတွက်လည်းကြောက်ကက်ကအရေးကြီးရယ်ပေါ့နော်ခနာကိုမှာဒီကြောက်ကက်ကတရက်ကိုဒီတွေးဂါလန်60လောက်အထိကိုစက်ထုတ်ပေးနေတာပေါ့နော်ဒီဂါလန်60ကခနာကိုပြင်ပအောင်ထွက်သွားတာမဟုတ်ဘူးဒီခနာကိုထဲကိုပဲပြန်ရောက်သွားတာပေါ့နော်ဒီတွေးထဲမှာပါတဲ့အညစ်အကြေးတွေကိုတွေးလက်ပတ်မှုဂါလန်60လောက်အတွင်းမှာအညစ်အကြေးတွေကိုဆွတ်ထုတ်ပေးတဲ့တဘောပေါ့နော်အဲ့ဒါကြောင့်မလို့စီးကလည်းတရက်ကိုဒီရေတောက်တဲ့ပုံစံမှာမတည်ပြီးတော့ကြောက်ကက်ပေါင်းနေဆိုရင်တရက်ကို1လီတာကနေ2လီတာလောက်အထိ ထုတ်တယ်ပေါ့နော်နောက်ပြီးအရေးကြီးတဲ့အချက်တစ်ခုကကြောက်ကက်ထိတာက90ရာခိုင်နှုန်းလောက်ပြက်စီးတဲ့အခြေအနေကြမှာပဲသူကယောဂလက္ခဏာပြပြင်းထက်ထက်ဆိုးဆိုးဝါခံစားရတတ်တယ်ပေါ့နော်တခါလေကြာရင်တချို့လက္ခဏာတွေကကြောက်ကက်လုံးဝပြက်စီးသွားမှာပဲကျွန်တော်ကတိတာဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ထားတယ်ကြောက်ကက်လုံးဝမပြက်စီးခင်မှာတိလို့ရနိုင်တဲ့ယောဂလက္ခဏာတွေအကြောင်းကိုတင်ထားပြရရှိအဲ့ဒီဗီဒီယိုမကြည့်ရတဲ့ရင်တွားကြည့်လိုက်ပေါ့နော်အဲ့တော့90ရာခိုင်နှုန်းလောက်ပြက်စီးမှာပဲကျွန်တော်တို့ကြောက်ကက်က ယောဂလက္ခဏာတွေစိုးဝါစတဲ့ပြတ်တယ်ပေါ့နော်ဒါကြောင့်မလို့သူ့ကိုလည်း silent killer ပေါ့နော်လက်တစိတ်ဒုတတမှာဘယ်လိုမျိုးခေါ်ကြတယ်ကြောက်ကတိစီနိုင်တဲ့ဆေးဝါး၅မျိုးကိုကျွန်တော်ဒီမှာပြောမယ်။အဲ့ဒီခေတ်မှာမှာနံပါတ်၁ကတော့အကိုက်ခေပြောက်ဆေးတွေ။ NSCI ကြီးပေါ့နော်။အကိုက်ခေပြောက်ဆေးကတော့အမျိုးအစားအများကြီးရှိတယ်။ကျွန်တော်တို့တော်တော်များများတိကျတာပါရာစီတမောပေါ့နော်။တကယ်တမ်းကတော့ပါရာစီတမောကအကိုက်ခေပြောက်ဆေးဆိုတာထက်အဖျားကျဆေးခေါင်းဆေးအောက်မှာပါတယ်။ ရိုးရိုးတာမန်အကြိုက်ခဲတွေကိုတော့တက်တာစီနိုင်တယ်ဆိုပေမဲ့ပါရာစီတမောရဲ့အထူးကလုံဆောင်ချက်ကအဖျားချဖို့အတွက်ပေါ့နော်ကျွန်တော်မြန်မာလူမျိုးတော်တော်များများကအကြိုက်ခဲပြောက်စီတွေကိုမကြောက်မရွတ်ပဲနဲ့ကိုရဆိုင်ကနေတောင်မှအလွယ်တကူဝယ်တောက်နေကြတာမျိုးတွေရှိရပေါ့နော်အဲ့ဒီထဲကတချို့ဆေးဆိုရင်ကြောက်ကက်ကိုအရန်ထိခိုက်စေနိုင်တဲ့ဆေးဝါးတွေတောင်ပါတယ်ပေါ့နော်ဒီအကြိုက်ခဲပြောက်စီတွေကဘာဖြစ်စေလဲဆိုတော့ကြောက်ကက်မှာရှိတဲ့ဒီ prostaglandin ဆိုတဲ့ဒီ protein ဓာတ်တမျိုးကိုတွားပြီးတော့ပိတ်ဆို့လိုက်တာပေါ့နော်ပိတ်ဆို့လိုက်တဲ့ခါကျရင်တွေးကြောတွေကကျင်းကုန်တယ် ကြောက်ကတွေးကြောချင်းရင်ကြောက်ကစီကိုတွေးကြောတွေးလေပတ်မှုတွေကရော့ကြပါတယ်အဲ့ဒီကနေတဆင်ဒီကြောက်ကပြက်စီးတာမျိုးတွေဖြစ်လာစီတယ်ဗောနော်ပြီးရင်ရေဓာတ်နဲ့စားဓာတ်ထိန်းကြီးတာတွေကိုလည်းအနှောင့်အယှက်ဖြစ်စေပြီးတော့ရေနဲ့ဆိုဒီယမ်ဓာတ်တွေကခန္ဓာကိုယ်ထဲမှာစုပုံလာတယ်အဲ့ဒီကနေပြီးတော့မျက်နှာရဖောလာတယ် ဘိုက်မှာရေဖြင်းဆွဲလာတယ်ခြေလက်တွေဖောရောင်လာတာဒါမျိုးတွေဖြစ်လာတာပေါ့နော်ဒါကအကိုက်ခဲပြောက်စီကြောင့်ကြောက်ကတ်ဘလို့ထိလဲဆိုတာပြောတာဒါလေးကြရင်လဲကြောက်ကတ်ရောင်စီတဲ့အထင်မှလဲပါတာပေါ့နော်ဒီအကိုက်ခဲပြောက်စီတဲ့အထင်မှမှာဘာမျိုးစားရရှိလဲဆိုရင် ibuprofen တို့ diclofenac တို့ naproxen တို့နော် ibuprofen ဆိုရင်လဲဒီလိုမျိုးဆေးတွေပေါ့နော်ဒါမြင်တော့မြင်ဘူးကြလိမ့်မယ်ဒီလိုမျိုးဆေးတွေရှိတယ်ဒါ ibuprofen ပြီးရင် diclofenac diclofenac ဆိုတာဒီလိုမျိုးဆေးအဝါလေးတွေမြင်ဘူးကြလိမ့်မယ် နောက်တစ်ခုက naproxen naproxen ကကြတော့တချို့တွေတိတ်မမြင်ဘူးอ่ะမဟုတ်ဘူးเนาะဒါတချို့တွေကလည်းဒီတိုင်းဆွဲတောက်နေတာမျိုးတွေရှိတယ်ဗောနော်အဲ့တော့ဒီဈေးတွေကကျွန်တော်တို့ခန္ဓာကိုယ်ထိခိုက်စေတဲ့ဒီမှာပါတယ်အကယ်၍ဒါကိုယ်ကခြေလေးလက်တွေကြိုက်ခဲတာရှိတယ်ဇက်ကြောတွေတက်တယ်ခေါင်းတွေကြိုက်တယ်အဲ့တော့အကိုက်ထဲပျောက်စီရလဲနေ့တိုင်းတောင်းနေရတာကနေ့တိုင်းနေ့တိုင်းတောင်းနေရတာကတပတ်ထက်ကြော်လာပြီဆိုရင်တော့ စေယုံစေခတ်မှာဆရာဝန်နဲ့တေချာတိုင်ပင်ဖို့လိုတယ်။အခိုက်အခဲပြောက်စီတို့နေ့စဉ်တောက်တာကဟိုတလားထက်ကြော်လာပြီဆိုရင်ကြောက်ကက်ကပျက်စီးနိုင်ချေရခိုင်လို့အရန်များသွားပြီပေါ့နော်။ဒါကြောင့်မလို့တတိထားတဲ့နေပေါ့နော်။နောက်နံပါတ်2ကပဋိစီဝဆေးတွေပေါ့နော်။ Antibiotic ဆိုတဲ့ ပိုတက်ဆေးတွေပေါ့နော်ဒီဆေးတွေအထဲမှာမှတချို့အမိုင်နိုဂလိုက်ကိုဆိုက်တို့ဗန်ကိုမိုင်ဆင်တို့ကိုလက်စတင်တို့ဒီလိုမျိုးဆေးတွေကကျွန်တော်တို့ရဲ့အကြောက်ကပ်ကိုတော်တော်လေးကိုထိခိုက်စေနိုင်တယ်ဟောဂျန်နာမိုင်ဆင်ဆိုရင်လည်းဒီလိုမျိုးစီးရီလာတော့ဗောနော်များတော့အပြင်ဂျန်နာမိုင်ဆင်ကထိုးစင်းနေနဲ့လာတယ်တချို့တွေကရိုးရိုးတာမန်ဖြားတာနဲ့ဂျန်နာမိုင်ဆင်တလုံးတော့တော်ထူတာမျိုးဒါမျိုးတွေကမလုတ်တဲ့နေရာမှာပါတယ်နောက်တစ်ခုကဗန်ကိုမိုင်ဆင်ဒါကတော့များတော့အပြင်ဆေးရုံတွေမှာတုံးတဲ့ဆေးရီဗောနော်ဒီဆေးရီကိုမပေးခင်မှာဆရာဝန်တွေကကြောက်ကအချိန်ကြီးကောင်းကောင်းကိုလည်းအရင်စစ်ဆေးတတ်တယ်ဗောနော် တော့နောက်ကိုလက်စတင်ခါကျတော့ကျွန်တော်တိတ်တော့မြင်မှုမှမဟုတ်ဘူးဈေးရုံတိုင်းမှာလည်းတုံးဖို့မလွယ်ဘူးပေါ့နော်ဈေးလည်းကြီးတယ်ရှားလည်းရှားတယ်ပေါ့နော်အဲ့တော့ဒီပဏိစီဝါဈေးတွေကလည်းကြောက်ကက်အတွင်းထဲမှာရှိတယ်ဒီကြောက်ကက်အသားတွေကိုပြက်စီးစေနိုင်တယ်ကြောက်ကက်ရောင်းစေနိုင်တယ်ဒီကနေစင်ကြောက်ကက်ကိုထိခိုက်စေနိုင်တယ်ပေါ့နော် ောက်တစ်ခုကတွေးကြဈေးတွေတွေးကြဈေးရဲ့အထက်မှာ ACI တို့ ARB တို့ဒီဈေးတွေကကြောက်ကောက်ဘယ်လိုဒီကိုက်စီနိုင်လဲဆိုတော့ငကူကလေးကကကြောက်ကက်မှာ RAS လို့ခေါ်တဲ့ဒီကြောက်ကက်တွေးကြောချင်းတဲ့ယောဂရှိတဲ့သူတွေဒါတွေကမွေးရပါတယ်ဗောနော်ကြောက်ကက်ကောင်းမကောင်းကိုအရင်ဆုံးစမ်းတက်ဆက်စီပြီးမှပဲဒီဈေးတွေကိုပေးရတာဗောနော် ACI တို့ ARB တို့ကပေးရတာဗောနော်ဒါကြောင့်မလို့တချို့တွေကရှိတယ်ကိုကတွေးတိုးဖြစ်နေတယ်ဗောနော် online ကနေပြီးတော့ဟိုလူမေဒီလူမေနဲ့တွေးကြဈေးတွေရှောက်တောက်တဲ့အခါကျရင်ဒီဈေးတွေပါသွားရင်အဲ့ဒါဒုက္ခရောက်တတ်တယ်ဗောနော်အဲ့တော့ဒီဈေးတွေကဘယ်လိုပုံစံမျိုးလဲဆို ော့ဒီလိုမျိုး analyst pre ပေါ့နော်ဒီလိုမျိုးငွေရောင်ကတ်လေးတွေလာတဲ့အဲများတော့အပြားတော့ဒီအောက်မှာစာတန်းအသေးလေးနဲ့ရေးထားတာပေါ့နော် analyst pre ပေါ့နော်ဒီအပေါ်မှာရေးထားတဲ့နေရာတကယ်တမ်းကစိတ်ကုန်မီနာမည်တွေပေါ့နော်အဲ့ဒီအောက်မှာရေးထားတာကမှ analyst pre စရမူရင်းနာမည်ပေါ့နော်လိုစာတန်းလည်းတူတူပဲဒါတချို့တွေတော်တော်များများလိုစာတန်းဆိုတာဘာလဲဆိုတာတီးကြတာပေါ့နော်အဲ့တော့လိုစာတန်းကလည်းကြောက်ကက်ကိုထိခိုက်စေနိုင်တဲ့အထင်မှာပါတယ်အထူးသဖြင့်ငကိုကလေးကကြောက်ကက်ယောဂရှိနေတဲ့သူတွေအတွက် ဆိုရင်ပုံမှန်တယ်ဗောနော်အဲ့တော့ဒီဈေးတွေကတွေ့တိုးကြဈေးနေနဲ့တုံးတယ်နှလုံးယောဂတွေမှာလည်းတုံးတယ်ဒါပေမဲ့ကိုကတာမွေးရပါကြောက်ကတူကြောချင်းယောဂတွေရှိတယ်ဆိုရင်တော့ဒီဈေးတွေကရှောင်တက်နေဗောနော်ဒါကြောင့်မလို့ online ကနေသူများပြောတိုင်းဘေးအရာတငယ်ချင်းပြောတိုင်းကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအရင်နေပြောတိုင်းလဲတွေးတိုးကြစည်းဆိုပြီးတော့ရှောင်မတော့ပါနဲ့ဆရာဝန်နဲ့တခြားတိုင်းပြီးကိုယ်နဲ့ကန့်ကြည့်တာတောက်ဖို့လိုတယ်ပေါ့နော်။ Okay နောက်တစ်ခုကတော့ chemo ပေါ့နော်ဓာတု ကုထုံဆေးတွေဒါတွေခါကျတော့ကျွန်တော်မြင်နေကြဆေးတွေမဟုတ်ဘူးစစ်ပလတ်စတင်တို့မက်တိုထရက်ဆေးတို့ဒီနေရာမှာဒီမက်တိုထရက်ဆေးဆိုတဲ့ဆေးဆိုရင်တော့တချို့တွေတိကောင်းတိလိမ့်မယ်ဒါကသွေးလေးဖက်နာတွေမှာလည်းမက်တိုထရက်ဆေးတွေကိုတုံးတယ်ပေါ့နော်အဲ့တော့ဒီဆေးတွေကကန်ဆာကုထားတဲ့နေရာမှာတော့အဓိကထားပြီးတော့တုံးတယ်အဲ့ဒီကနေတစင်ကြောက်ကက်ပြက်စီးစီးတာမျိုးတွေရှိရပေါ့နော်ဒါကြောင့်မလို့ကန်ဆာဖြစ်နေတဲ့လူတွေကဒီဆေးအတုံးပြည့်တယ်ဆိုရင်ဆရာဝန်နဲ့ရက်ချင်းတွေမှန်မှန်ပြဖို့လိုတယ် ကိုကပတ်သက်ရှိလို့ဈေးတွေဝယ်တောင်းနိုင်တယ်ဆိုရင်တောင်မှဒါ6လတစ်ခါတစ်နှစ်တစ်ခါဆရာဝန်ရက်ချင်းရှိတယ်ဆိုရင်တခြားတွားပြပြီးတော့ကြောက်ကက်စစ်တာတွေတွေးစစ်တာတွေလုပ်ဖို့လိုတယ်ပေါ့နော်နောက်ဆုံးနံပါတ်5ကတော့ဒီဓာတ်မှန်ရိုင်းတဲ့ခါကျရင်အတုံးပြတဲ့ဆေးတွေပေါ့နော်အဲ့ဒါကို contrast media လို့ခေါ်တယ်ပေါ့နော်ကျွန်တော်က CT scan လိုမျိုးပေါ့နော်ဒီလိုမျိုးစက်ကြီးတစ်ခုတည်းကိုဝင်ပြီးတော့ကြားရတဲ့အချိန်မှာတခါလေကြာရင်ဒီ contrast တွေတုံးရတယ်ပေါ့နော်ဆေးအရည်တစ်မျိုးတုံးရတယ်သူက ဓာတ်မှန်ရိုက်တဲ့ခါကျရင်ပုံပေါ်စီတယ်ဗောနော်ပုံဟိုပို့ပြီးတော့ပေါ်စီတဲ့ဈေးတမျိုးဗောနော်အဲ့ဒါတွေအတုံးပြတဲ့ခါကျရင်ကြောက်ကက်ကိုတိကျစေနိုင်တယ်လူတိုင်းတော့ဒီလိုမျိုးဖြစ်စေရတော့မဟုတ်ပေမဲ့တခါလေကျရင်တချို့လူနာတွေမှာဆိုရင်ကြောက်ကက် cell တွေရောင်ပြီးတော့ပြက်စီသွားတတ်တယ်ဗောနော်ဒါကြောင့်မလို့ဒီဈေးတွေကလည်းဆရာဝန်ညွှန်ကြားချက်အတိုင်းပဲအတုံးပြရတာဗောနော်ကျွန်တော်ပြောခဲ့တဲ့ဈေးဝါး၅မျိုးကဘာတွေလဲဆိုရင်နံပါတ်၁ကတော့အကြိုက်ခဲပြောက်ဈေးဗောနော်အကြိုက်ခဲပြောက်ဈေးထဲမှာမှာအမျိုးအစားတွေအများကြီးရှိတယ် IPP fan ရှိတယ် Diglo fan နဲ့ရှိတယ် Naproxen ရှိတယ်နံပါတ်1ကပဋိစီဝါဆေးပေါ့နော် Otet ဆေးတွေ Antibiotic တွေအဲ့ဒီထဲမှာ Amino glycoside ဆိုက်ရှိတယ် Vancomycin ရှိတယ် Colistin ရှိတယ်နံပါတ်3တွေးထူးကြဆေးပေါ့နော်အဲ့ဒါက ACI တို့ ARB တို့တော့ပေါ့နော် Enalapril တို့ Losartan တို့နံပါတ်4ခါကျတော့ Chemotherapy ပေါ့နော်ကန်ဆာဖြစ်တဲ့ခါကျရင်ကုရတဲ့ဆေးတွေပေါ့နော် Cisplatin တို့ Methotrexate တို့နံပါတ်5ခါကျတော့ဒီ CT scan ဓာတ်မှန်အကြီးရိုက်တဲ့ခါကျရင်အတုံးပြရတဲ့ contrast တွေပေါ့နော်ဒါဓာတ်မှန်အသေးတွေရိုက်တဲ့ခါကျရင်တော့ဒီအရမလိုဘူးဒါပေမဲ့ဓာတ်မှန်အကြီး ရိုက်တဲ့ခါကျရင်ကျွန်တော်ပြောခဲ့လို့ဒီလိုမျိုးဆက်အကြီးသေးဝင်ပြီးတော့ရိုက်တဲ့ခါကျရင်တော့ဒီစေးတွေအတုံးပြရအောင်ပြရနိုင်တယ်အဲ့ခါကျရင်တော့လိုတယ်ဗောနော် တော့ဒီလိုမျိုးစီးပွားတွေကြောင့်ကြောက်ကက်ထိရဲ့အခါကျရင်ဘလို့လက္ခဏာတွေပေါ်လာတက်လဲပေါ့နော်ကြောက်ကက်တာထိလာပြီဆိုရင်တော့စီးပမာဏတွေနည်းလာတယ်စီးမတွာတော့တာမျိုးတွေဖြစ်လာတတ်တယ်ရေပြင်းဆွဲတာတွေမျက်နှာတွေခြေလက်တွေဖောရောက်တာမျိုးတွေဖြစ်လာတတ်တယ်လူကမအီမတာဖြစ်တာအန်တာတွေဖြစ်လာတတ်တယ်မောပန်းလွယ်တာမျိုးတွေဖြစ်လာတတ်တယ်ခေါင်းမူးတာဒတိလက်တာမျိုးတွေဖြစ်လာတတ်တယ်တွေးအားနည်းလာတာတွေဖြော့ဖြော့ကြီးဖြစ်လာတာမျိုးတွေဖြစ်တတ်တယ်အစာအိမ်နာတာတွေအစာမကြေတာတွေဖြစ်လာတတ်တယ်တွေးပြအားတွေကပုံမှန်မဟုတ်တော့တာမျိုးတွေဖြစ်လာတတ်တယ်ဒါက ကြောက်ကထိခိုက်တဲ့လက္ခဏာပေါ့နော်ဒီဟာကိုလည်းကျွန်တော်ဗီဒီယိုအသေးစိတ်လုပ်ထားပြတာရှိပါတယ်အဲ့ဒါတွေကိုလည်းမကြည့်ရသေးဘူးတစ်ချက်တော့ကြည့်ကြည့်ပါနောက်တစ်ခုကဘဒူတွေကဒီစေဝါးတွေတောင်းတဲ့ခါကျရင်ဘလို့ NL ပို့ရှိနိုင်လဲပေါ့နော်အဲ့ဒီထဲမှာမာနမတ်တက်ကတော့ဒီတက်ကျူယိုတွေကအသက်60ကျော်လာပြီဆိုရင်တော့ဒီဆေးတွေကိုဆရာဝန်ညွှန်ကြားချက်တိုင်းတရားလေးတောင်းတဲ့နဲ့နောက်နံပါတ်2ကစီချိုယောဂတွေတွေနံပါတ်3ပေတိုယောဂရှိတဲ့သူတွေနံပါတ်4ကရေများများမတောက်တတ်တဲ့သူတွေပေါ့နော်ရေလုံလုံလောက်မတောက်တဲ့သူတွေကလည်းဒီဆေးတွေတောင်းရင်အနေရရှိတတ်တယ်အခါကြရင်တချို့လူတွေကဆေးတစ်မျိုးလည်းတောက် တာမဟုတ်ဘဲနဲ့စီးရီ၄၅မြူလောက်တွဲပြီးတော့တောင်းနေရတဲ့သူတွေဆိုရင်လည်းကြောက်ကက်ထိနိုင်ချေများတာပေါ့နော်။နံပါတ်၆ကတော့ငကူတွေဟိုကြောက်ကက်ယောဂရှိနေတဲ့သူတွေကျွန်တော်အပေါ်မှာပြောခဲ့လို့ပဲကြောက်ကက်တွေးကြောချင်းရှိတဲ့သူတွေကလည်းပို့ပြီးတော့အနေရှိရပေါ့နော်။အဲဒီလိုမျိုးအနေပို့ရှိတတ်တဲ့သူတွေကကြောက်ကက်ထိရဲ့စီးရီတောက်တဲ့အခါကျရင်ဒိဋ္ဌိထားတဲ့နဲ့ဆရာဝန်ညွှန်ကြားချက်အတိုင်းပဲလိုက်နာတဲ့နဲ့ ကိုကကြောက်ကက်ကိုမထိစေချင်ဘူးတခြားဆေးတွေရွေးတောက်ချင်ဆိုရင်တော့ပါရာစီတမောပေါ့လေပါရာစီတမောကတော့ကြောက်ကက်ကိုဓာတ်ရိုက်သွားပြီးတော့ထိစေတာတော့မဟုတ်ဘူးကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ထားသေးတယ်ပါရာစီတမောဘယ်လောက်တောက်တယ်ဆိုရင်ကြောက်ကက်ထိခိုက်စေနိုင်လဲပေါ့နော်ဒါပေမဲ့တော်တော်များများပါရာစီတမောတောက်တဲ့ပုံစံကတော့ကြောက်ကက်ထိခိုက်စေတဲ့အထိတော့တိတ်မပါဘူးတချို့နာတာရှည်ဝေဒနာတွေကပါရာစီတမောကိုနှိရှိလာများ ဇက်တိုင်နေ့တိုင်းတောက်နေတယ်ဆိုရင်တော့တောက်ကထိတာပေါ့နော်ခါနေဝိုးဝိုးမှတစ်ခါပေါ့နော်တလမှာတစ်ပတ်လောက်တောက်နေတယ်ဆိုရင်တော့ပါရာစီတမောကကြောက်ခက်ထိထိနိုင်ချီတော့နဲတာပေါ့လေဂျက်နစီထက်ဆိုင်နောက်တစ်ခုကတော့အပူပေးကူတာတာပေါ့နော်ချက်ထုတ်ထိုးတာမျိုးပေါ့နော်အပူချက်ထုတ်ထိုးတာမျိုးတို့ဒါရေခဲချက်ထုတ်ထိုးတာမျိုးလိုလိုရတယ်ကိုလက်လှုပ်ရှားမှုတွေကလည်းခြေလက်တွေကိုက်ခဲတာကိုတတ်တာစီနိုင်တယ်ပြီးရင်အစားအသောက်ထိန်းကြီးတာတွေပေါ့နော်ဒီအစီများတာတွေရှော့စားတာတွေစီကြောစားတာတွေရှော့စားတာတွေကလည်းကျမိုင်နဲ့ညီညွတ်အောင်စားတာတွေကလည်း ခြေလီလက်တွေကြိုက်ခရတာကိုလည်းအတိုင်းအတာတခုကြီးရောကြစေနိုင်တယ်။နံပါတ်5ကတော့ကိုလေးချိန်ထိန်းတာပေါ့။နံပါတ်6ကကြတော့ဘေးထွက်ဆိုဂျူနေတဲ့ဆေးဝါးတွေကိုကိုကဆရာဝန်နဲ့တီချာတိုင်ပင်ပြီးတောင်းတာပေါ့နော်။ဒါတွေကလည်းကြောက်ကက်ကြမ်းမိုက်အတွက်ပို့ပြီးတော့ကောင်းမွန်စေတယ်ပေါ့နော်။အဲ့တော့နောက်ထပ်အတိပေးစရာလေးကတော့ဒီကြောက်ကက်ကိုကာကွယ်ဖို့အတွက်ဆေးဝါးတွေကိုအတုံးပြုပြီးဆိုရင်ကိုက POM ဆိုတဲ့ဆေးဝါးတွေအလုံးတုံးပြီးဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပေါ့နော်။ဒီညမှာ OTC နဲ့ POM ဆိုပြီးတော့အင်္ဂလိပ်စေနှစ်မျိုးရှိတယ်။ OTC ဆိုတာကဆရာဝန်ညွှန်ကြားချက်မလိုဘဲနဲ့စင်းဆိုင်မှာအလွယ်တကူပဲတောင်းလို့ရတဲ့ဈေးတွေ။ POM ဆိုတာကဆရာဝန်ညွှန်ကြားချက်လိုတယ်ဆရာဝန်နဲ့တရားတိုင်ပင်ရတယ်ဆရာဝန်နဲ့စမ်းတက်ရတယ်လိုအပ်ရင်တွေးဆရတယ်စီးဆရတယ်ဓာတ်မှန်ရရတယ်ဒါကြီးလောက်ပြီးတဲ့အခါကျမှပဲ POM ဆိုတဲ့စီဝါတွေကိုတုံးဆွဲတင်တယ်ဗောနော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုက POM စီဝါတွေကိုတငယ်ချင်းတွေပြောလို့ပဲဖြစ်ဖြစ် online ကနေတွေ့လို့ပဲဖြစ်ဖြစ်အလွယ်တကူရှောက်ဝယ်တောင်းပြီးတဲ့အခါကျရင်ကြောက်ကွက်ကိုထိစေနိုင်တယ်ဗောနော်ဒါကြောင့်မို့ဆရာဝန်နဲ့တိုင်ပင်ပါသူတပြက် POM နေပေးလာပြီဆိုရင်လည်းညွှန်ကြားဟာချက်ရှိတဲ့အတိုင်းပဲဈေးတောက်ပါပြီးရင်စီဝါတွေကို အကြိုက်တုံးတာမျိုးတွေရှောင်းဗောနော်အကေတုံးရမယ်ဆိုရင်လည်းဆရာဝန်နဲ့တေချာပြီးတော့မေးဗောနော်ရေလည်းမများတောက်ဖို့လိုတယ်တနေ့ကိုရေနှစ်ဘူးတုံးဘူးလောက်တောက်မှရမယ်ဒီလိုမျိုးကြောက်ကထိတဲ့ဈေးတွေတောက်ပြီဆိုရင်တော့မဖြစ်မနေရေမများတောက်ဖို့လိုလို့လိုတယ် နံပါတ်5ကကြောက်ကက်လှုပ်ဆောင်ချက်တွေကိုလည်းမှန်မှန်စစ်စီပါတော့ဒါကတော့တွေးတူယောဂဓမ္မတို့စီချိုယောဂဓမ္မတို့နာရာရှိဝေဒနာတယ်လို့ပေါ့နော်သူတို့တောက်နေတဲ့ဆေးထဲမှာကြောက်ကက်ကြီးရဲ့ကြောက်ကက်ထိစိန်နိုင်တဲ့ဆေးဝါးတွေပါတက်တဲ့အကြောင်းမလို့ကျွန်တော်တို့ကဆရာဝန်တွေကရက်ချိန်ချိန်ထားတဲ့ဆိုရင်တော့မဖြစ်မနေပြပါဘာဖြစ်လို့လဲဆိုတော့တခါလေကျရင်တွီးတူးထိမ့်နိုင်တာပဲစီချိုထိမ့်နိုင်တာပဲဆံဝင်ပြဆရာမလို့ဘူးလို့ထင်ကောင်းထင်နေမယ်တို့တော့ကိုတောက်နေတဲ့စီဝါးတွေက ရေရှည်ကြရင်အတိုင်းအတာတစ်ခုထိတောက်ပြီးတဲ့ခါကျရင်ကြောက်ကထိတာတို့အသေးထိတာတို့ဖြစ်လာတတ်တယ်ဒါတွေကိုပြန်ပြီးတော့စစ်ဆေးရတာပေါ့နော်အဲ့ဒါကြောင့်မလို့ပုံမှန်စစ်ဆေးဖို့လုပ်ဖို့လိုတယ်ရက်ချိန်လေးပုံမှန်ပြဖို့လိုတယ်ပြီးရင်အရက်တောက်တာတွေကိုလည်းကန်တက်ဖို့လိုတယ်ပေါ့နော်အဲ့တော့နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကကြောက်ကထိပြီဆိုရင်တော်တော်လေးကိုမလွယ်တဲ့ကိစ္စတစ်ခုပဲဟိုကြောက်ကတာပြတ်သွားပြီဆိုရင် လုံးဝပြတ်သွားပြီဆိုရင်ကြောက်ကက်ဆေးရတာမျိုးတွေရှိလာနိုင်တယ်ဒါမို့လဲကြောက်ကက်အစာထိုးရတာမျိုးတွေရှိလာနိုင်တယ်ကြောက်ကက်ဆေးပြီဆိုရင်ဒါတပတ်ကို၄၅ရက်တော့အတားလေးကုန်တယ်ကြောက်ကက်အစာထိုးပြီဆိုရင်တော့တိန်900ကနေတိန်1000လောက်အထိကတော့အောက်ထစ်ကုန်တယ်ပေါ့နော်ဒါကြောင့်မလို့ကြောက်ကက်ဖြစ်ရင်တော်တော်လေးခံစားရတယ်တော်တော်လေးမောပါတယ်တော်တော်လေးစိတ်ညစ်ရပါတယ်ဖြစ်လာပြီဆိုရင်လည်းကုမှပဲရပါတော့တယ်မကုပဲထိုင်းရင်အတက်အနေဆုံးထိုးနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့အခုကြည့်နေတဲ့သူတို့ကကြောက်ကက်ဘာမှမဖြစ်ခင်မှာဒီစီဝါ9မြို့ကိုမဖြစ်မနေတိတိမ ါတယ်အကယ်၍ကိုယ့်ရဲ့မိသားစုထဲမှာပဲဖြစ်ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေထဲမှာပဲဖြစ်ဖြစ်ဒီစေဝါးတွေတောင်းနေတယ်ဆိုရင်လည်းသူတို့ကိုဒီဗီဒီယိုကိုပြပြလိုက်ပါသူတို့ဆင်ခြင်စရာရှိရာဆင်ခြင်ထားဖို့လိုပါတယ်အဲ့တော့ဗီဒီယိုကိုဒီတိကြည့်ပြတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်ပါတယ်ကျွန်တော်ဆက်ပြီးတော့စီဝါနဲ့ဆိုင်တဲ့ဘူဒူတာတွေဒီကြောက်ကနဲ့ဆိုင်တဲ့ဘူဒူတာတွေကျမ်းမာရေးနဲ့ဆိုင်တဲ့ဘူဒူတာတွေကိုမျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ channel လေးကို like subscribe လုပ်ထားပါ notification icon လေးကိုလည်း on ထားပေးပါကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ